မင်္ဂလာပါရှင်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ19ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အမြောက်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ဂျမင်္ဂလာပင်လယ်တို့တွင်တိမ်သင့်တင်မှတိမ်ထူးရနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့နေပြည်တော်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာအနှံ့ပြားတနင်္လာရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ် မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရအောင်80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရအေရီတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အစုပေါင်းမိုးတိမ်နှောင်းများရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုပါသည်မြမပင်လေပင်တွင်မြဝချွန်ပေါ်မုတ်တမကွီမွန်တနေနာဤကံဝင်းတလျှောက်နှင့်ကံလုံပင်လေပင်တို့တွင်တက်ခတရံမိုးသက်လေပင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်မိုးသက်လေပင်ကြာစဉ်ရေပင်မြေပင်တွေသည်တနအိုင်လမိုင်30အထိတက်ခတ်နိုင်ပါသည် လိုင်းမြစ်မှာမြဝကျွန်းပေါ်မုတ္တမကွေမွန်တတင်းနာရီကမ်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွင်ရှစ်ပေမှဆယ်ပေကန်ရှိနေပါတယ်။ကြံမြမပင်လယ်ပြင်တွင်လိုင်းတင်တင်ရှိပါမယ်။လိုင်းမြစ်မှာရခိုင်ကမ်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွင်6ပေမှ10ပေကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ဒေနနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျကျမှုထိကျုံရနိုင်ပါသည်။နေပြည်တော်နှင့်နေတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရာနှုံးပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထေကျုံရွာနေပါတယ်။ရွာရံလုံး60ဖြစ်ပါရဲ့ရှင်။